ရေဆက်နေလဲသွားပြီလဲသွားတယ်ကောလဲသွားတာတဏ္ဍไก่တဲ့ကောင်ဒီမှာသူများစစ်သားပဲဟဲ့ဟုတ်တယ်မလားတဏ္ဍไก่ရင်ចောင်းသားဖြစ်သေးလားဘာဖြစ်သွားတော့စစ်သားဖြစ်သွားတာစစ်သားဖြစ်သွားရင်ဘယ်စစ်သားပဲဖြစ်ဖြစ်တတ်ဖို့ပြောဖို့ပဲစဉ်းစားတာမလားเออเมนูอ่ะบาร์เรโด New generation is created the new world ဒါတော့သမီးတို့အကြောင်းတော်သူအကြောင်းတော်သားဂျင်အဖာတွေကအနာဂတ်ကဘာကြီးကိုတိဆောက်ကြရမှာနားလည်လားသားလေးသမီးလေး The old generation ဂျင်အဖမတို့လိုအသက်အရွယ်တွေ88 2000ခေါင်2021ဂျင်ဇက်တွေကိုရီအောက်သွားပြီဘယ်လိုသွားတာလဲတောထဲတောင်ထဲမှာတနတ်ကြိုင်နေကြပြီ တော့တဏ္ဍကိုင်ကတော့ဘာစိတ်နဲ့ဖြစ်သွားလဲစစ်သားနော်နာသကစစ်သားပိလိယစစ်သား KIA စစ်သား ANUG စစ်သားနော် KNU စစ်သားစစ်သားဆိုတာဘာလို့လဲလူတက်ဖို့ပဲစဉ်းစားတာမြစ်တာနှလုံးသားရှိလားဒါကတော့ MBC ကျောင်းဖွင့်ပွဲတစ်ခုမှာတော်ပိတာပြောခဲ့တဲ့မေခွန်းတစပါဆိုတော့ဖက်စစ်စစ်တမရင်းတက်က စ်သားတွေနဲ့တံတန်းနှိုင်းရှင်ပြီးတော့မှဦးသိန်းတို့ရဲ့တော်လိုင်းရဲဘော်တွေကိုခိုင်းနှိုင်းပြုတ်သွားတာဖြစ်ပါတယ်တကယ်တကယ်ဆိုလို့ရှိရင်အကြမ်းဖက်လူသက်ရွာတွေမိနှင်းရှို့နေတာဖက်စစ်စစ်တပ်မရင်းတပ်ကပဲပြုတ်လို့နေတာဖြစ်ပါတယ်ဒီလိုပြုတ်လို့မှုတွေကြောင့်မို့ဦးသိန်းတို့ပြည်သူတွေကမိမိကိုယ်ကိုမိမိကာကွယ်တဲ့အနေနဲ့ခုခံတွန့်လန့်ကြရတာပါဒါကိုကွဲပြားအောင်မပြောဘဲနဲ့ရောလုံးပြီးတော့မှပြောသွားတာကိုလည်းအလုံးသတိထားမိကြမှာပဲဖြစ်ပါတယ် ဒီလိုပြောဆိုမှုတွေနဲ့ပတ်သက်ပြီးတော့မှဦးဇင်းတို့ဆေတော်မင်းတို့ညဗုဒ္ဓတက္ကသိုလ်ဆေတော်ဥက္ကဋ္ဌတာရမှော်ပြီးနေအတူအခုလိုဆွေးနွေးတင်ပြထားကြတာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ IBEC ဆရာတော်တော်ပိဒါရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီးဆွေးနွေးတုံ့တက်ပြသွားသည်မူအဆုံးထိနားဆင်ဝေဖန်တုံ့တက်ပေးသွားကြပါဦးခင်ဗျာဒါတော့တို့ဒီယဟန်ရဲ့သင်္ကန်းအဝတ်ကိုကိုးကြသလားဒါတွေတို့စမ်းစစ်ရမယ် မဟုတ်ဗျာသူတို့ကအဓိကပြည်သူပြည်သားတွေကဒီယဟန်တိတဏ္ဍာမရှိနေတဲ့ဓမ္မတွေကိုကိုးကွယ်ဒီယဟန်တိတဏ္ဍာမဓမ္မမရှိသူလို့ဆိုရင်ဒီအပေါ်သင်္ကန်းဝိယုံနဲ့ဘာကိုးကွယ်ကြလုံမလုံးဗျာပြောမစို့ဒီသင်္ကန်းဝိယုံနဲ့ယဟန်ဆိုတာသူတို့ပြောလို့မထိုက်ဘူးဗျာအဲ့ဒီယဟန်တွေမှာပို့ပြီးတော့သတိထားမှာသူတို့အပြောဆိုအနေထမ်းအလောက်ကန်ဒါတွေပေါ့ဗျာပြောမစို့သူတို့လူတွေလိုပြောနေကာယကံဝစီကံမနောကံတွေပေါ့ဒီကံသုံးပါးကိုသူတို့စဉ်းစဉ်းချင်းချင်းနဲ့နေထမ်းပြောဆိုလောက်ကန်ရမှာဗျာခုဒီမှာခုနဆိုတော့ ပြောကြပါလား IVC တောပိတာဆိုအာအဲ့ဒါသူကကျွန်းလပြည်ကူတက်ကတော့ဗောဗျာတက်ကတော့တို့မှာတကက်သူတီထောင်းပြီးတော့ဘာမောက်ကလောက်ကနေတဲ့ဆရာတော်ဒီဆရာတော်ရဲ့အသိဉာဏ်အတွေးခေါ်ဥနောက်ကပြီးတော့တရားစဉ်းစားမယ်ဆိုရင်ဘလို့မှစဉ်းစားလို့မရဘူးကြာဘာဖြစ်လို့ဆိုတော့သူပြောတဲ့တကောက်ကြည့်ုံနဲ့ចောင်းသားတွေကနိုင်ငံရေးနဲ့မဆိုင်ဘူးနိုင်ငံရေးစည်းတွေနဲ့မဆိုင်ဘူးဆိုတဲ့ဒီစကားသူတို့မှဗိုလ်ချုပ်ပြောထားတဲ့စကားရှိပါတယ်ဗျာចောင်းသားတွေမြန်နိုင်ငံရေးမလွတ်လို့ရှိရင်တရောင်းသားတွေလို့တက်မြို့တက်ပြီးတော့အုပ်ချုပ်သွားမှာပေါ့တဲ့အဲ့ဒီပြောတဲ့စကားရှိတယ် နောက်ပြီးတော့ဇာရောမင်းတို့ညာခဏခဏပြောတယ်ဒီလိုဒီနိုင်ငံတစ်ခုကောင်းမှုကဒီလိုဒီနိုင်ငံရဲ့စစ်စတမ်းဆိုအရေးကြီးတယ်ပဲနိုင်ငံရဲ့စစ်စတမ်းမှမကောင်းဘူးဆိုလို့ရှိရင်ဒီလိုဒီနိုင်ငံဘယ်လိုမှမကောင်းနိုင်ဘူးအဲ့နိုင်ငံတော့မှရှိနေတဲ့လူမျိုးရေးတကြီးလားမကောင်းဘူးပြစီဝါရေးတကြီးလားကျန်းမာရေးတကြီးလားပညာရေးတကြီးလားအဲ့လိုဘာမှမကောင်းနိုင်ဘူးအဓိကတော့ဒီနိုင်ငံရဲ့စစ်စတမ်းကောင်းမှုအဲ့ဒီကောင်းမှုတွေဒီလိုလိုရှစ်ဆောင်ဖြစ်တယ်ဒီရဟန်းတန်ငယ်တွေတော်တော်အရေးကြီးတယ်ဗျအဲ့ရဟန်းတန်ငယ်တွေရှေ့ကလမ်းပြပြန်မှာ တကယ်တကယ်ကြတော့ဆွလွန်အနှစ်နာမှုကတည်းကဒီရဟန်းတန်ခါးတွေပို့ပြီးတော့ဆွလွန်မှုအနှစ်နာခံမှုပို့ပြီးတော့လောက်ပြရမှာဘာဖြစ်လို့ဆိုတော့ဒီလိုရဟန်းတန်ခါးတွေတော့ပြည်သူပြည်သားတွေရဲ့နဖူးအကျွေးချီမှတ်ထီအောင်ရုန်းကန်လှောက်ရှားရလာတဲ့ထီကသူစားဥစားရနေတယ်စားလာတဲ့ရဟန်းတွေပြန်ပြောမစင်ဒီပြည်သူရဲ့ကြီးစုဒီလိုဆက်လို့မကောင်းဘူးပြန်အဲ့ဒီပြည်သူကိုပြန်ပြီးတော့ကြည့်ရမှာခုဒီဖုန်ကြီး IMPC တော့ဗတာပြည်သူမကြည့်နိုင်ဖြစ်သူ့ရဲ့ဒီဒီတကူဖွင့်လာတဲ့တက္ကသိုလ်ကြီးဆိုတာလေဗျာစစ်တပ်စစ်တပ်နဲ့ပေါင်းပြီးတော့ပြည်သူပြည်သားရှိတဲ့ဒီလက်မျိုးတွေကိုမတရားအတ္တမသိမ်းဆီးတာပြီးတော့အဲ့ဒီတက္ကသိုလ်ဖွင့်လာ ဒါပြည်သူပြည်သားတွေရဲ့ရည်ရည်နဲ့ဖွင့်လာတဲ့တက္ကသိုလ်ကြီးပဲဒီဖုန်းကြီးကဒီလိုစကားပြောတယ်ဆိုရင်ဒီ IBEC ရဲ့တော်ပြီတရဲ့စိတ်ဓာတ်နဲ့အစင်တန်းအားလုံးလည်းသိမှာပေါ့အဲ့ဆိုရင်ဒါဟာဒီကိုရော်ရီယာတိုင်းပြည်ကိုဖြတ်နေတာပြပြောမယ်သာသနာနဲ့သာသနာပြုနေမှာပေါ့သာသနာကိုဖြတ်နေတာဒီလိုသာသနာမှာလည်းစိတ်ဓာတ်မြင့်မြတ်ပေါ့အရေးကြီးတယ်ပြဒီလိုမဟာကန္တာရုံဆရာတို့ပြောတာရှိပါတယ်ပြစိတ်ကောင်းစတတ်အချစ်ပြန်လိုအပ်သာသနာဆိုဒီသာသနာမှာနံပါတ်၁စိတ်ကောင်းအောင်လုပ်ရစိတ်စိတ်ဓာတ်အခြေခံကောင်းအောင်မယ်နံပါတ်၂စတတ်မယ်နံပါတ်၃အချင်းကောင်းအောင်မယ် အဲ့ဒီဥစ္စာတွေကောင်းမှသူတို့သာသနာပို့ပြီးတော့တုတ်တက်မှာဗျ။ပို့ပြီးတော့မြင့်မြတ်တာ။နောက်ပြီးတော့ရဟန်းသံဃာတက်ပြီးအဲ့ဒါတွေကိုသတိထားမှာ။ကိုက IMPC သောပိတာဓာတ်တခုတွေမဟုတ်ဗျ။သူကကဘာပတ်ပြီးတော့လိန်တာဗျ။လိန်တာဆိုတော့သူက PDF PDF ဖြစ်တယ်လူတက်တယ်ဆိုပြီးတော့ရှောက်ပြီးတော့ကဘာပတ်ပြီးတော့လိန်တာ။တော်တော်ရှစ်မရှိတဲ့ဘုံကြီးဗျ။တော်တော်စိတ်ထက်အောက်တန်းကြတဲ့ဘုံကြီး။ဘာဖြစ်လို့ဆိုတော့သူတို့တွေ့ကြည့်တယ်ရဟန်းဆိုတာတကယ်စိတ်တမြင့်မြတ်မှာဟုတ်။ကွာစိတ်တမမြင်ပြပြတယ်လူတွေတော့ဘောအစင်မရှိဘူးဗျာသူတို့ဖခင်လည်းပြောကြတာရှိပါလေ ယာဟူလောက်ဝါရတော့တာချင်းတဲ့သူယာဟူလောက်ဆုံးမခဲ့တာလေမလိန်မလိန်ဖို့ဆုံးမခဲ့တာအဲ့ဒီလိန်တဲ့ပုံကမလို့ရတဲ့အကုတုမရှိဆိုတော့ DIBC တတော်ပြတာလည်းမထူပါဘူးခင်ဗျာဒီလိုတိုင်းပြည်ဖြစ်စည်းနေတဲ့မဟာလနဲ့ဒဂုံတန်နဲ့ပါပြီးစစ်တပ်အင်မတန်အောက်ကျပြီးတိုင်းပြည်လည်းဖြစ်ဘာသာသာသနာဖြစ်နေတယ်ခေါင်းကြီးပါပဲခင်ဗျာမှန်ပါဗျာကျောင်းသားနဲ့နိုင်ငံရေးဟာဒါတိုက်ရိုက်တက်ဆိုင်နေတယ်ဆိုတာကတော့လူတိုင်းလို့သိတာပေါ့နော်ဒီအမှန်တရားကြီးကိုပဲအေးဒါစစ်တပ်ရဲ့အလို့ကြမတက်ဆိုင်ဘူးဆိုတော့စကလုံးနဲ့ကျင်းထဲတာပါဆရာတော်ကမင်းလို့ပေါ့နော်လေလေလေကြားလိုက်တာပါပဲခင်ဗျာဆိုတော့ ဒီမြန်မာနိုင်ငံရေးတမိုင်းတစ်လျှောက်လုံးကိုတခြားပြန်ကြည့်မယ်ဆိုလို့ချင်းဒီလိုတို့ဒီကိုလိုနီနယ်ချက်စန့်ကျင်ရေးကာလကစားပေါ့နော်ကျောင်းသားတွေရဲ့အခန့်ကဏ္ဍဟာနိုင်ငံရေးမှာကြီးကြီးမားမားကြီးကိုပါခဲ့တာပါမကြောက်အောင်စမ်းဆိုတာလည်းပဲကျောင်းသားတွေလာခဲ့တာပါပဲနောက်တစ်ခုကကျတော့တခင်တန်းထွန်းတို့လည်းကျောင်းသားဘဝအနေမှာဟိုတခင်ပါဟိန်းတို့ဘောင်ကျော်တို့အထိပေါ့နော်ဒီကျောင်းသားတွေကဥဆောင်ခဲ့ကြလို့ရှေ့ကနေမှနင့်နာခံခဲ့ကြလို့ဒီလိုတို့ဒီနိုင်ငံဟာလွတ်လပ်ရေးရတဲ့အနေအထားမျိုးတွေဖြစ်လာတယ်နောက်ဒီဘက်နောက်ပိုင်းမှာနေဝင်းအာနာသိမ့်ပြတဲ့နောက်ပိုင်းမှာလည်းပဲဒီလို7 အဲဂျူလိုင်ကာလတွေကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲចောင်းသားတွေရဲ့နေနာခံမှုဆုံးမမှုတွေအများကြီးရှိတာပေါ့ဗျာရှိတာဆိုတော့ကျတော့အဲဒီလိုတမိုင်းအထင်လာကြီးမားတဲ့ចောင်းသားတွေရှိမှာဟိုပေါ့နော်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 ចောင်းသားကြီးတွေကဆုံးမနေနာခံလာမှုတွေကိုမြက်ွယ်ပြုတ်ပြီးတော့မှဒီနေ့ចောင်းသားတွေကိုနိုင်ငံရေးနဲ့မဆိုင်ဘူးလို့လို့ပြောလာတယ်ပေါ့နော်လို့ပြောလာကြပြောလာခြင်းနဲ့ပတ်သက်ပြီးတော့ပါမနော်ဒါတော့မြေတုံညာဘုရားတက္ကသိုလ်နေနဲ့မိန်းကားပေးဖို့ကြိုးစားထားပါတယ်ဗျာမှန်ပါဗျာဒီ IDC တော်ပြတာကတော့အားလုံးလေးပြကြတဲ့အတိုင်းလေးတကယ်ကိုမှနေပါလေနော် ဖြစ်ကြတဲ့အချိန်တွေဒီမှာကျွန်တော်ပေါ်ပြီးတော့အဲ့ဒါကိုပုံပြီးပြောပါတယ်။ဒီကစီရန်တာရှင်လိုကြောင်းမင်းအောင်လိုင်ကနေပြီးတော့သူ့ကိုဟို data တွေပေးလိုက်တာပေါ့နော်။ဒါ PDF တွေကနေပြီးတော့ပုံကြီးတွေကိုပါတက်တယ်ဆိုပြီးအချမ်းဖတ်အသွင်ကိုပေါ်အောင် projector တွေနဲ့ထိုးပြီးကဘာကိုပတ်ပြီးတော့လေ။အဲ့ဒီတော့ကလည်းဒီလိုတို့တို့များများသူ့ကိုပြောခဲ့ပါတယ်အဲ့တော့အခုသူဒီစကားပြောလာတယ်ဟေ့ဆိုတာလေးပဲယနေ့ဆက်အနာရှင်ကနော်သူ့ကိုပြောခိုင်းတာပါပဲ အာဒီတခြားပြောမယ်ဟေ့ဆိုရင်အမောင်ရှိတုန်းကလုခဲ့တဲ့လမ်းစဉ်ပါပဲမှန်ပါအမောင်ကပုံကြီးတွေကိုချိန်ချုပ်ချင်ရင်ဘာလို့ရမလဲမေယိုပြစ်ကြည့်လိုက်ဆိုတဲ့အတိုင်းဆက်အနာချင်းကသူ့ကိုလူရမန္တမြပေးပြီးတော့ခိုင်းစားနေတာလည်းကြားပါမှန်ပါအဲ့တော့ပြောချင်တာအရကယနေ့အားချင်းမှာပြောခဲ့တယ်လို့နော်တိုင်းဘာသာတွေကိုတိုက်ထုတ်တဲ့ကာလလွတ်လည်ရေးရအောင်ယူပြီးတဲ့ကာလဒီနောက်မှာစည်ရနာချင်းနေဝင် အာနာသိမ့်တဲ့ကာလ ုံလုံးတစ်လျှောက်လုံးကကျောင်းသားတွေကနေဥဆောင်ပြီးတော့တော်လှန်ခဲ့ကြတာပါပဲ။ဒါကိုကျောင်းသားတွေကနိုင်ငံရေးနဲ့ကင်းရမယ့်ရေးဆိုတာဟာအဲစစ်အာဏာရှင်တွေရဲ့အလိုကြအငြင်းတုံးနေတဲ့နော်ဘုံကြီးတွေနိုင်ငံရေးကင်းရမယ်။ကျောင်းသားတွေနိုင်ငံရေးကင်းရမယ်ဝန်ထမ်းတွေနိုင်ငံရေးကင်းရမယ်ဆိုပြီးတော့လိုက်ပြောတာ။ဒါကြီးတဲ့ကျောင်းတော့ဘုရားကြည့်ရမယ်။ဘယ်လိုဒီလိုမျိုးပုံစံတော့ပြရမယ်။ဒီနေ့ကနေရမှာတော့ဘာမှမဖြစ်ဘူး။ဒီလိုမျိုးကတော့

一六八六四的。<laughs> 好，安用点。 ရန်ကုန်ပြည်လမ်းအပဝင်မင်းလာမြို့နယ်ရှိနေရာ၃ခုတွင်တိုက်ပွဲဖြစ်ပွားသဖြင့်လမ်းများပိတ်နေပြီးစစ်အရာရှိနှစ်ဦးအပဝင်စစ်သားတေဆုံးမှုများပြားစစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့်ပြည်သူလေးဦးတေဆုံးပဲခူးတိုင်းတွင်ရှိရန်ကုန်ပြည်လမ်းအပဝင်မင်းလာမြို့နယ်နေရာ၃ခုတွင်တိုက်ပွဲများဖြစ်ပွားနေပြီးအကြမ်းဖက်စစ်တပ်ဘက်မှအရာရှိနှစ်ဦးအပဝင်စစ်သားတေဆုံးသူများပြားကြောင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရေးတရင်ရင်းမြစ်များကရန်ကုန်ခေတ်တရင်ဌာနထံသို့ပြောဆိုသည့် ်ယမန်နေ့ဇွန်လ16ရက်နေ့ညနေ4:00နာရီခန့်ချိန်မင်းလာမြို့နယ်အုတ်တွင်းရွာအနီးရှိ အကျန်းဖတ်စစ်တပ်၏စစ်ကွင်းနာဆုံးစစ်ဆေးရေးဂိတ်ကိုတော်လှန်ရေးတပ်ဖွဲ့များကစတင်တိုက်ခိုက်ခဲ့ပြီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထိုထိတွေ့တိုက်ပွဲအတွင်းအကျန်းဖတ်စစ်တပ်ဖက်မှအရာရှိ2ဦးအပါအဝင်ထိခိုက်ဒေဆုံးမှုများပြားခဲ့ကြောင်းသိရသည် တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ဤပြစ်ခတ်မှုကြောင့်ပြည်မျိုးဘက်ရှိမင်္ဂလာဆောင်မှပြန်လာသည့်ပြည်သူ၃ဦးသေဆုံးခဲ့ပြီးရုပ်အလောင်းများကိုလက်ရှိချိန်ထိကောက်ယူနိုင်ခြင်းမရှိသေးကြောင်းသိရှိရသည့်တပြိုင်နက်တည်းယမန်နေ့ညနေ၄နာရီကျော်ခန့်အချိန်မင်းလာမြို့နယ်အပိုင်းရန်ကုန်ပြည်လမ်းနှင့်ပဲခူးရိုးမှအကြားရှိနေရာနှစ်ခုတွင်လည်းအကြမ်းဖက်စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထိုတိုက်ပွဲဖြစ်ပွားရနေရကိုအကြမ်းဖက်စစ်တပ်မှစစ်ကူစစ်ကြောင်းများပါရောက်ရှိလာခြင်းကြောင့်တိုက်ပွဲများလက်ရှိအချိန်ထိဖြစ်ပွားနေကြောင်းသိရသည့်အလားတူယနေ့ဇွန်လ18ရက်နေ့နနက်2နာရီခန့်အချိန်မင်းလာမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားရနေရများသို့အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်ခဲ့ရာထားလေးကွင်းမြောက်စုရွာကိုကြားရောက်ပောက်ကွဲခဲ့ပြီးအသက်80အရွယ်အငင်းစားကျောင်းဆရာမကြီးဒေါ်တင်ဤလက်နက်ကြီးကြီးထိမှန်ပြီးတေဆုံးခဲ့ကြောင်း တရွာတဲ့နေထိုင်သူမခိုင်သိင်းကြီးလဲပြင်းထန်တန်ရာရရှိခဲ့ကြောင်းသိရှိရသည်ယနေ့မွန်လွဲပိုင်းမင်းလာမြို့နယ်တာလေးရွာတွင်တက်ဆွဲထားသောပြူစောတိများကဖောကဖြင့်လက်ဆက်ရွာသို့ဝင်ရောက်စဉ်တော်လန်ရေးတပ်ဖွဲ့များနှင့်ထပ်မံတိုက်ပွဲဖြစ်နေကြောင်းသိရှိရသည်မြို့တွေထားသောမြို့တွေဖြစ်လာတာဆိုတော့ဒါက IBEC ရဲ့အေသူ့ရဲ့နောက်ကြောင်းကဖြစ်ခဲ့တဲ့တကယ်ပကတိအနေထားပါဆိုတော့ဒီနေ့ဒီစကားတွေပြောထွက်ခြင်းဟာလည်းပဲအရင်စစ်မယ်ဆိုရင်တော့အမြင့်မြေးတာပေါ့နော်ဟို ဆီတော့ခဏနာမင်းရှင်တယ်ဟောနော်အကုသို့ဖြစ်ခြင်းလည်းပဲအဲရေတော့မျက်ရှိမှာအကုသို့ဖြစ်တယ်ကုသို့ဖြစ်ရင်လည်းရေတော့မျက်ရှိမှာကုသို့ဖြစ်တယ်ဆိုတော့ဟိုဟေတုပစ္စည်းရဲ့အနေထားမျိုးပေါ့မူလလာတဲ့သစ်မြစ်လာတာကဒီတိုင်းမနိုင်ဘူးထားတော့ယဟန်တပါဖြစ်လာပြီပေါ့နော်ဗျာယဟန်တပါဖြစ်လာပြီဆိုလို့ရှိရင်အဲတပည့်တော်တို့ဟိုယဟန်တွေဟာဒါတန်ခါစံတမိုးနေတော့နေရတော့မှာပဲလေအဲ့တော့ဒီနေ့စိမိတ်သာစိဘလူတို့ရဲ့လုတ်ရက်တွေကဓမ္မလားအဓမ္မလားဆိုတာကိုဟို အားလုံးကလေးကစားတင့်နေတဲ့နေသားမျိုးဖြစ်တာပေါ့နော်ဖြစ်တာဆိုဒီလိုပြောလိုက်တဲ့ပြောဆိုချက်ဟာအာရမဘက်မှာတော့ရဲနေတာတော့သိကြတယ်ဒါဆိုလို့ရှိရင်ဥသောပြိပန်တော်ဘဂဝါဒတာဘဂတန်ကောဆိုတဲ့ဟိုစန်တန်ပုန်းနေတော့တေချာဖောက်တရားကတော့ဟိုစန့်ကျင်နေတာဖြစ်တယ်ပေါ့နော်အဲဆယ်ရောဂတိတတာရမြင်နေမိမအောင်ကြားရလေမမဒါတော့ကုကွက်လည်းကွာဆရာတော်ပြောကြတဲ့အတိုင်းပဲဓမ္မနဲ့အတ္တမဒါတော့တိတိဒါသာထင်ရှားကြပါဗျာဒါအတ္တမဘာဖြစ်လို့ဆိုတော့ဒီမာလာကအများပြည်သူတွေကိုပြည်သူရုပ်ောက်ပြီးတင်ထားတဲ့အနန္တိစုရပါဗျာဒါပါတော့မေစုဥဆောင်စုရ အဲ့ဒီမေစုဥဆောင်အစိုးရကို तू ကအကြောင်းပြတာတော့မဲခိုးတယ်ဆိုပြီးတော့ तू ကအကြောင်းပြပြီးတော့အာနာသိမ်းတာမှန်ပါတကယ်တကယ်ဗျာမဲခိုးတော့အကြောင်းပြပြီးအာနာသိမ်းတယ်ဆိုလို့ရှိရင်ဒီလိုလိုဖုန်းကြီးနေမထားပါတော့ဟိုမှာဟိုဒီလိုမန္တလေးမှာသူမြောက်ဒီမင်းကြီးဆရာတော်တို့ရွှေညောင်းဆရာတော်တို့အလင်ငါရသောပိတတို့မှန်ပါဒါတွေနောက်ပြီးတော့ဒီလိုလိုအကြောင်းနေပေါ့ဗျာသူတို့အာနာသိမ်းသိမ်းပြီးဘာမှ လာပြီးတော့ဝိုင်းစီရမလို့ဖမ်းစီရမလို့အကြောင်းမရှိဘူးပြ။ဟုတ်ပါဘူး။ဒါပြီးတော့သူတို့မဲခိုးတာဒီဖုန်းကြီးမဲခိုးတာမှမဟုတ်ဒီမဲနဲ့ဖုန်းကြီးနဲ့မထက်ရဘူးလေမဲနဲ့ဖုန်းကြီးနဲ့ဘာဆိုင်လုံးလုံးပြ။ဟုတ်ပါဘူး။အဲ့တော့အကြောင်းပြမဲခိုးတယ်ဆိုပြီးတော့ तू ဘာဖြစ်လို့အဲ့ဒါတွေကိုလိုက်ဖမ်းတာတော့ဗျာ။ဟုတ်ပါဘူး။အဲ့ဒါမေးစရာရှိတာပေါ့။ဒါကတိတိတားတဲ့ तू ကငကိုရဲအာနာယူတာဗျာ။အာနာယူတော့တမတာယူယူတာလည်းပါတယ်ဗျာ။ဘာဖြစ်လို့သူတို့ဒီကောမဟုတ်မတရားလှုပ်ထားတော့ तू တကယ်လို့ဒီဘက်ကနိုင်သွားတော့အစိုးရဖက်သွားမယ်ဆိုလို့ရှိရင်ဒါတဖြည်းဖြည်းနဲ့ကြက်လာပြီဗျာ။အမှန်တရားအတွက်က तू ကဘလုံးမမြင်ဆန်နေတော့အဲ့ဒါမှ तू ကစစ်တပ်ကို အသုံးချပြီးတော့ဒါလည်းလက်နက်ကိုဗန်းပြပြီးတော့မတရားအတ္တမအာဏာယူရတာဗျအဲ့ဒီမတရားအတ္တမအာဏာယူလို့ဒီလိုပြည်သူတွေကဆရာတော်လက်တည်တဲ့အတိုင်းပါဗျာရိုးသားသားပဲတောင်းကြတယ်ဘာလက်နက်မပြအဲ့မှာကြည့်ဘလောက်ရက်ဆက်တယ်တော့ဆိုတော့ဒီလိုခေါင်းနေပဲရွေးပြပြစ်တာမှန်ပါဟုတ်တယ်ရက်ဆက်တယ်မှာအကုန်ဖြိုခွင်းတာဗျာပပစစ်စစ်ဖြိုခွင်းတာဒီလိုမြေပြင်မှာလှုပ်ရှားကြတော့ဘိုးတည်တာပေါ့ဗျာလက်တွေလက်ခံခဲ့ရတာဟုတ် ခုတို့ဟိုမှာလက်အိတ်တကားတဲ့ဘယ်ရောက်ကွက်မဲ့မင်းတို့တက်တိရှိတဲ့ကောင်တက်ကက်မင်းတို့ဒေချင်တဲ့ကောင်တက်ကက်ဆိုပြီးအကုန်လုံးလုတ်ခဲ့တာဗျာဟိုမှာတင်ကားတွေနဲ့တော့မှာ RPG တွေနဲ့တော့ထုခမ်းတာဟုတ်တယ်ဗျာအဲ့မဲ့ yes စက်လေးဒီလိုပြည်သူတွေအကြောင်းသူလေးတွေဟိုမှာဗာကြီးသေးတယ်ဗျာတကက်မြင်ရစရာမရှိရုပ်ခဲ့တော့နောက်ပြီးဆိုပြည်သူမှခံတော့လည်းလည်းလက်နဲ့ကန်ရတော့ပါဗျာအဲ့တော့ तू လက်နဲ့ကိုလက်နဲ့ကြတော့ကြည့်ဒီကောင်လေးဘလို့ရုံးရဲဆိုတာအကုန်လုံးညမျိုးစုံနဲ့အုံချအုံချတော့အခုဒီ IBC တော့ပြီးတော့အုံချတယ်လို့ပေါ့ဗျာရုံးမှပြီလေဒါပြီးတော့ဒီလက်နဲ့ကန်တာဆိုတာလေအဓိကတော့သူတို့အကြက်ဖက်တာတွေပြည်သူပြည်သားတွေက မခံနိုင်လို့အဲ့ဒီအကြံဖက်တာလည်းပြန်ကြည့်လို့ရှိရင်ဗျာဥနေဝင်အာနာသိမ့်ပြီးတင်းကတို့တို့ပြည်သူတွေကခံဖက်ကဖြစ်ကြတာသူကဘလို့မှမခံနိုင်လို့ထပြီးတော့တို့တို့လက်နဲ့ကန်ပြီးတော့တော်လန်ရတာမှန်ပါဒါဆိုတော့ဒါတို့တို့ကအတ္တဓမ္မနဲ့အတ္တမပြန်ကြည့်လိုက်လေဗျာဒီစိအာနာရှင်မဟာလအဖွဲ့ကအတ္တမကြီးမှတိတာအတ္တမကြီးမှတိတယ်တော့ねဒီ IBC တော့တော့ပိတာဟာအတ္တမဘက်ကပါတယ်ခုနဆရာတော်မင်းသူညာပြောလို့ဟုတ်ပါတယ်ဗျာခုနတို့တို့တန်တိုင်းဝင်ကြီးပြောလို့ခွေးအယုတ်ပြစ်ကျွေးတဲ့စဏ္ဍအဆင့်နဲ့မပူဘူးဗျာအဲ့ဒီထက်သူကအဲ့ဒီအယုတ်ပြစ်တော့ဟောင်းရလို့ဟောင်းတဲ့အဆင့်လောက်ပဲရှိတယ်ဘာဖြစ်လို့ဆိုတော့ သူတို့လည်းဗျာတကယ်တကယ်စာပေတစ်ဖက်မယ်ဆိုလို့ရှိရင်ဒီနိုင်ငံရေးစစ်စနဒီတိုင်းမြေရဲ့ဖြစ်နေတဲ့စစ်စနဘာကြောင့်လဲဆိုတော့သူတို့သိတာပေါ့ဗျာအခုသူတို့တိုင်းမြေဒါဆင်းရဲမဲ့တိုင်းမြေမဟုတ်ဘူးဗျာသူတို့တိုင်းမြေချမ်းသာမဲ့တိုင်းမြေဒါဘာကြောင့်ဆင်းရဲလဲဆိုတော့ဒါနိုင်ငံရေးစစ်စနမကောင်းလို့နိုင်ငံစစ်စနမကောင်းလို့ဆိုတော့ခုနကဗိုလ်ချုပ်ပြောသလိုပေါ့ဗျာចောင်းသားတွေမှာနိုင်ငံရေးမလုပ်ချင်လို့ရှိရင်ဒေါင်းသားတွေတက်ပြီးအုပ်ချုပ်တယ်ခုလိုဒီလိုတိုင်းမြေဒေါင်းသားတွေတက်ပြီးအုပ်ချုပ်နေတာဗျာမှန်ပါဘာဖြစ်လို့ဆိုတော့ဘာအသိဉာဏ်မှမရှိဘူးဘာပြောကောင်မှမရှိတဲ့ကောင်တွေတက်အုပ်ချုပ်တော့ဒီလိုတိုင်းမြေဒေါင်းသားအဆင့်လို့ဖြစ်သွားတာပေါ့ဗျာ အဲ့ဒါကနဓမ္မနဲ့အတ္တမဆိုဒါအတ္တမဒီအိုင်မီးစီတို့ပြီးတော့တို့ဟိုဓမ္မသင်္ကေတနဲ့မှရှိပါတယ်ဗျာ။နိုင်ဓမ္မအတ္တမဥပောဓမ္မဥပအတ္တမနိရိယနဲ့ဒီဓမ္မပါပတိသူကတိဆိုတာဒီပါဠိကဓာတ်ရကြီးဖြစ်တာပဲ။ဒါဓမ္မနဲ့အတ္တမကြည့်လိုက်အတ္တမလို့ချင်းသိကြတယ်ဗျာ။သူကမကောင်းတဲ့နေရာသွားမှာမဟုတ်။ဓမ္မလို့ချင်းသိတဲ့သိကြတဲ့ကောင်းတဲ့နေရာသွားမှာပေါ့။ဒါအိုင်မီးစီတို့ပြီးတာဒါပြောစရာအကြောင်းရှိတယ်ပါဘူးဗျာ။တို့ကအတ္တမအာပေအတ္တမလုံနေတဲ့အတွက်ကတော့တို့ကတော့သိချာပေါက်ပါပဲဗျာ။ဘလို့ပဲပြောပြောဘာနဲ့ကူကုလို့ရမှာမဟုတ်ဗျာ။သိချာတဲ့အောက်ပဲဆင်းရမယ်ပုဂ္ဂိုလ်တို့တို့တပြည့်တို့တော့ဒီလိုပဲမြင်နေဗျာ။မှန်ပါဗျာ။အခုလက်ရှိ စိုးစုရဲ့လို့ရတဲ့ဟာအာရမမြောက်နေတာတော့ဒီကြတာပေါ့ဆိုတော့သူပြောလိုက်တဲ့စကားတစ်ခွန်းဟာပေါ့နော်ကျောင်းသားတွေနိုင်ငံရေးနဲ့မဆိုင်ဘူးဆိုတဲ့စကားဟာလူငယ်တွေရဲ့လူမြောက်ကြိုးစားလို့မှုကိုရှိရမှာဒါသည်ဖြစ်အောင်ပြောလိုက်တယ်လို့တပည့်တော်ကတော့မြင်ပါတယ်ဗျာဆိုတော့အဲ့ဒီတပည့်တော်ကသူပြောလိုက်တဲ့စကားပေါ့မှာပေါ့နော်ဆရာတော်မင်းတို့ညာဘုရားတက္ကသိုလ်အနေနဲ့ပေါ့ယူတို့တန်ခတ်စံတန်ဘုရားကအကြောင်းစံတန်ဘုလေးချက်နဲ့အချက်ချင်းကိုကြိုက်ပြီးတော့မှဟိုချိန်ထိုးပြီးတော့မှမကြပြပါဘူးဗျာမှန်ပါဗျာအဲ့တော့ IBC တော်ပြီးတာကတော့အဖြေရချင်းပါတယ်နော်သူက ခုနအရှင်ကြီးပြောခဲ့တယ်လို့ပေါ့နော်ဒီဝိတေကလည်းပဲကလေးကချီနေရင်နိုင်နေခဲ့ကြနေခဲ့တယ်နေပြီးညတော်လည်းပဲရန်ဝိမှာကောင်းလာမလားဟေးဆိုရင်ကောင်းရင်တော့ကိစ္စမရှိပါဘူးအမှအခုကတော့မကောင်းတဲ့ပြင်ပေါ်တော့ဆိုးလာနေတာပေါ့ဒါကြောင့်မလို့သူကတီတကူထံကိုချင်းကတဲ့တင်းတကူနဲ့ပေါင်းတယ်စစ်တပ်နဲ့ပေါင်းပြီးတော့နော်တိုင်းသူပြည်သားများရဲ့လေယာမြေတွေသူများတွေမျက်ရည်ကျတယ်ဒါတွေကိုအာရမပေါင်းယူကြတယ်ဒါတွေကမလုံတဲ့နေကိစ္စတွေအမှအဲ့တော့ဒီဗီဒီယိုတို့ရန်နေရာကကျွန်တော်ကရှိမှပြောခဲ့တဲ့အတိုင်းနော်တော်ပတိပန်တော့ ဘဂဝတောတောကတံကိုဥဇပရိပန်သောဘဂဝတောတောကတံကိုညာယပရိပန်သောဘဂဝတောတောကတံကိုဓမ္မိစီပရိပန်သောဘဂဝတောတောကတံကိုဆိုတဲ့အကြောင်းကိုလေးရပြည့်စုံရပါတယ်မှန်ပါဘုကတော့ဒီလေးချက်ကိုကြည့်ကြည့်ရင်တော့သူကတချမ်းမှလည်းပဲမကိုက်ညီနေပါဘူးနော်လူတာပြောင်းမခြင်းလည်းမရှိဘူးသူရဲ့ပြောမှုပြောဆိုပြုမှုတွေကတရားတွေကလည်းပဲဒါတခုမှကောင်းတဲ့ဥစ္စာတွေလည်းမဟုတ်ဘူးနော်တကယ်တမ်းရေးဆိုရင်တပည့်တော်တို့ကနော်ပြည်သူပြည်သားများကို ရှေ့ဆောင်ပြီးတော့အလင်းတွေပြနေရမယ်။နိုင်ငံရေးမှာပဲဖြစ်ဖြစ်ကိုကျင်းတိတ်ခါမြန်မာရေးမှာပဲဖြစ်ဖြစ်တပည့်တော်တို့တိုင်းပြည်ကြီးကယနေ့ဒါကိုကျင်းတိတ်ခါတွေပြပြားနေတဲ့အဖြစ်တွေကြောင့်เนาะယနေ့ကမ္ဘာပေါ်မှာဖြစ်ဆိုရင်တပည့်တော်တို့ကအစင်းရဲဆုံးအမွေးတည်ဆုံးအပြည့်စည်ဆုံးเนาะစစ်မှတ်တွေအဖြစ်များဆုံးဒါရီဟာပြန်ကြည့်ရင်ပါလေဟေ့ဆိုတော့ညစွာပြပြောထားတဲ့လမ်းစဉ်တွေနဲ့တခြားစီဖြစ်နေလို့ပဲမှန်ပါတပည့်တော်တို့ယဟန်တွေဟေ့ဆိုတာဟန်ပြကျင်းလို့မရဘူးဆန်ပြကျင်းရမှာမှန်ပါဘာလို့လဲဟေ့ဆိုတော့ တပိတော်တို့ဥစုဆိုတာနဲ့ကြည့်ကြည့်တပိတော်တို့မဓမ္မဂန္ဒီနော်မဓမ္မဂန္ဒီကိုတို့အိန္ဒိယပြည်မှာမျိုးသမီးတယောက်ကသူ့ကလေးလေးလက်ဆွဲပြီးတော့ဂန္ဒီကြီးရောက်လာတယ်ဂန္ဒီကြီးပညာရှိကြီးပေါ့ညီမရဲ့သားလေးကအချိုးလေးအရင်စားနေလို့သူဆုံးမပေးပါအဲ့တော့ဂန္ဒီကြီးကနေပြီးတော့အင်းနင်းရဲ့သားလေးကိုပြန်ခေါ်တော့အောင်တလားပြည့်မှပြန်လာခဲ့လို့ပြောလိုက်တယ်မှန်ပါ ဲတော့ဟောပြန်ခေါ်သွားပြီးတော့တလားပြီးတော့ပြန်လာပြန်လာတဲ့ခါကျတော့ဂန္ဒီကြီးကဆုံးသွားတယ်နော်အချိုတွေမစားဘူးအချိုတွေစားတာဟာသွားရပြစ်စီမယ်နော်အချိုတွေအရင်များတဲ့ကြီးဆိုရင်ခေါင်းကပြေခဲ့တဲ့တေးကြောတွေတိတ်မယ်ချိုတက်တွေလုံခဲ့ရင်မကောင်းဘူးစားကြည့်တယ်ဖြစ်တေးတေးချာချာကျကျနန္ဒအချိုရဲ့အပြစ်တွေကိုပြုတ်ပြပြီးတော့ဆုံးသွားဆုံးသွားပြီးတော့တဲ့ခါမှာအဲ့ဒီခေါင်းကပြေတဲ့အမျိုးသမီးကဂန္ဒီကြီးကိုပြောဒီလိုဆုံးသွားတာမြင် ိုးတခါတည်းကသုံးမလိုက်ရတာပဲဘာဖြစ်လို့တလပြန်လွတ်နေတာလဲပေါ့နော်မှန်ပါတန်ကြီးကအဲ့မြေပြောတယ်အဲ့ဒီချိန်တုန်းကတဲ့ငါကိုယ်တိုင်လည်းအချိုတွေစားနေတာဟုတ်မှန်ပါဗျာသူကိုယ်တိုင်အချိုတွေစားနေပြီးအချိုမစားနဲ့လို့ပြောရင်ပြောရင်ဒီမှာယူတာဖြောင်းမဲ့မှုမရှိတော့ဘူးမှန်ပါယထာဝါရီတထာကာရီတထာကာရီမဖြစ်တော့မှန်ပါပြောနေအကျင့်တွေကတထက်တည်းမကြမှန်ပါအဲ့ဒါကြောင့်မလို့တဲ့အဲ့ဒီတလဟာငါကိုယ်တိုင်အချိုကိုပြတ်နိုင်ရဲ့လားလို့ကြင့်ကြည့်တာတဲ့အခုလည်းသူ့အဆုံးမတွေဟေ့ဆိုတာသူကိုယ်တိုင်စိတ်ချရပြီးလုံးဝအချိုမစားတော့ဘူးနော် အခုဆုံးမပြီးတဲ့တဲ့နောင်ကာလလေသူဟာမစားတော့ဘူးဒါကိုသူကိုယ်တိုင်ကသူ့ကိုယ်သူဆုံးမနိုင်မှသူများကိုဆုံးပါလေအဲ့ဒီတော့တရားပြန်ကြည့်ရင်အချို့ဆိုတာတိတဲ့အတိုင်းပဲဗျာခေါင်းကပြောခဲ့တယ်ကိုကျင်းတိတ်ခါပြက်ပြားရတဲ့ငွေရေးဝါလို့အရာမျိုးတွေတော့မဟုတ်ပါမဟုတ်ပါဘူးမမနော်ဒါတော့မှပဲသူများကိုဆုံးမမယ်ဟဲ့ဆိုတော့ကိုကိုယ်တိုင်သိနေတာကိုကိုယ်တိုင်ကနေပြီးတော့ဒါသင်ကျင်ပြီးတော့ကိုကိုယ်တိုင်လုံနိုင်မှသူများကိုဆုံးမမမဒါဟာအင်မတန်မှစံပြအတူတူစရာကောင်းမမအခုတပြည့်တော်ဘုန်းကြီးတွေက ကိုယ်တိုင်လည်းစံပြမသိကြဘူးဥစုကုံနဲ့တိုက်ကြည့်ကြည့်တုပ်ပရိဘာဏကုံနဲ့ကြည့်ကြည့်ညာယပရိဘာဏကုံနဲ့ကြည့်ကြည့်အချောင်းကုံကအကုန်လုံးပျက်စီးနေကြတာပဲမှန်ပါဗျာနော်ခုနပြောခဲ့တဲ့ဟန်ပြအနေရတော့အာဒကာတွေကိုသူတို့လောက်တရားဓုရတာမရှိတော့မရှိတော့ဘူးနော်တဘောရိတ်တာတို့ဆိုလည်းကြည့်ရန်တာလို့ပြောပြီးတော့ကိုလောက်တော့အကုန်လုံးတခြားစီတွေကြီးပြောက်တာမှန်ပါအဲ့တော့ပြောနေတာရယနေ့ IBC တို့လောက်ရက်တွေလည်းကြည့်နော်အကုန်လုံးလောက်ရက်တွေကတော့အကျင့်တွေပေါက်ပြားပြီးတော့မဟုတ်တော့ကတွေလိမ့်နေတာတွေ PDF တွေကိုတော့ကဘာအကျန့်ဖက်လို့မြင်သွားစေခြင်းနဲ့ အဲ့တော့ကြောင့်ဆင်နာရှင်လိုကြတွေလျှောက်ပြီးတော့လိန်သေးတယ်ဟေ့ဆိုတာတွေဟာလွတ်လွတ်ကောင်းမလဲမှန်ပါတို့ဒီဘုန်းကြီးတွေကခုနပြောခဲ့တဲ့တိုင်းပြည်ရဲ့ဆင်းရဲမွဲတေမှုပေါ်မှာအကြောင်းပြုပြီးတော့နော်ခုနကပြောခဲ့တဲ့ NGO တွေရဲ့ထောက်ပံ့မှုတွေနဲ့ကျောင်းတွေနဲ့ဖွင့်ပြီးရင်ဒီကျောင်းသားတွေကိုမိုက်နေတိုက်အဲ့တော့ဒီကလေးတွေကကိုယ်စီမှာနော်ခုနကပြောလို့ဆင်းရဲမွဲတေလို့လာပြီးတော့ပညာသင်တယ်အဲ့ဒီဟာကိုဖင်ကောင်းယူပြီးတော့မင်းတို့ဒါမလုံနဲ့နော်နိုင်ငံရေးတွေမလုံနဲ့ဟိုကမလုံနဲ့ဒီဟာမလုံနဲ့ဟေ့ဆိုပြီးတော့မိုက်နေတိုက်ရင်းနေတဲ့တာဟာတော်တော်စိုးရွားတဲ့ကိစ္စတွေမှန်ပါဒါကြောင့်မလို့ပြောချင်တာအရာက နော်မိုင်းမတိုက်ကြပါနဲ့နော်ဒီလိုမိုင်းတိုက်နေတဲ့ကိစ္စတွေဟာ